မင်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှကျေးဇူးလိုက်ပါတယ်2025ခုနှစ်မတ်လ19ရက်နေ့တနင်္လာနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစေကတမအင်းတော်ဘက်ကိုစစ်ကူလာသည့်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုစစ်သား40ဦးသေဆုံး တိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်၏ဘူးလူတူစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သား12ဦးသေဆုံးပြီး17ဦးထိုင်းဘက်သို့ထွက်ပြေးမူပြေရင်အင်အားသုံးထိုးစစ်ဆင်လာသောစစ်တပ်ကိုတွလိန်တပ်များကတိုက်ခိုက်မှုစစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိရရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်။ ဥဇာကတာမအင်နိုဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုဇာပြတ်တက်ကိုင်မှုစစ်သား40ဦးတေဆုံးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပြီးကြပါရယ်။ဇဂန်တန်းကတာမြို့နယ်မှာအင်နိုမြို့နယ်ဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုဇာပြတ်တက်ကိုင်မှုစစ်သား40ဦးတေဆုံးပြီး29ဦးရှင်ပန်းစီရမိကလက်နက်ကင်းရအမြောက်များလည်းတင်ကြီးရရှိခဲ့တယ်လို့ KIA ရဲ့စီးရီးသတင်းမြစ်ထံကသိရှိရပါရယ်။မက်ရှလ15ရက်နေ့နဲ့စစ်ကြောင်းရနေ့တွင်ကတာမြို့နယ်အတွင်းရှိဂျက်မစ်စစ်ကောင်စီတပ်သားများဟာအင်အား150ခန့်ဖြင့်အင်နိုမြို့နယ်ဘက်ကိုစစ်ကူလာရောက်စဉ် KIA PDF ်ပူပေါင်းတပ်များကခြားပြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စူပါတိုက်ခိုက်မှုတွင်ဂျမတ်စစ်ကောင်စီတပ်သား40ဦးသေဆုံးခဲ့ပြီး29ဦးအရှင်ဘန်းစီယာမီကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးစစ်ကြောင်းတစ်ကြောင်းလုံးတပ်ပြတ်၍ကတားမြို့နယ်တွင်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။တပ်ဖွဲ့တွင်ခရိုင်ပူပေါင်းတပ်မှလက်နက်ကင်းရဲ့အမြောက်များလည်းတင်စီရရှိခဲ့ပြီးလက်ရှိချိန်တွင်နေမြေရှင်လင်းရေးများဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်ရှင်။ ဆလဘီတိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်၏ပူလူတူစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သား၁၂ဦးသေဆုံးပြီး၁၁ဦးတိုင်းဘက်သို့ထွက်ပြေးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ ကရင်ပြည်နယ်တိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်အေဘူးလူးဒူစကန်ကိုတိုက်ခိုက်သိမ်းပိုင်လိုက်ပြီးစစ်သား၁၂ဦးသေဆုံးကစစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ဦးထိုင်းဘက်သို့ထွက်ပြေးသွားကြောင်း KNU ဗဟုကတရားဝင်သတင်းထုတ်ပြန်လိုက်ပါရယ်ဘတ်လ၁၄ရက်နေ့ KNU ချုပ်နယ်မြေလှိုင်းပွဲမြို့နယ်စစ်ကောင်စီတပ်ကတဆွေထားရယ်ခလာရ32.1148ဘူးလူးဒူချေကုတ်စကန်ကို KNL တပ်မဟာခုနှင့် K မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDU နဲ့ဒူလိုင်းဘူအောင်တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းစူပါစကန်သိမ်းတိုက်ဝဲကလာအတွင်းစစ်ကော ောက်စီတပ်ဖွဲ့ဝင်12ဦးသေဆုံးပြီးစစ်တပ်ဦးတိုင်းဘက်သို့ထွက်ပြေးလွမြောက်သွားကြောင်းသိရှိရပါတယ်။တိုင်းနိုင်ငံဘက်အကြမ်းသူထွက်ပြေးလွမြောက်သူစစ်သား12ဦးအနက်စစ်သား3ဦးမှဒဏ်ရာရရှိထားကြောင်း၎င်းတို့နှင့်အတူလက်နက်ငယ်2လက်လက်ပြပုံတလုံးအတူပါရှိကလွတ်မြောက်သွားခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီတပ်ရဲ့ဘူလူတူစကန်းသိန်းတိုက်ပွဲတွင် KNL ဘက်မှဂျဲပေါ်6ဦးတရားရရှိ၍3ဦးမှကြာဆုံးခဲ့ရကြောင်းသိရှိရပါတယ်ရှင်။ ဆလပီမူပြဲတွင်အင်အားသုံးထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုဒလိန်တပ်များကတိုက်ခိုက်မှုစစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါရစေ။ချင်းပြည်နယ်နဲ့ကင်းနီပြည်နယ်ဆက်မူပြဲတွင်အင်အားသုံးထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုဒလိန်တပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိခဲ့ကစစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားကြောင်း KNDF ဗဟုမှတရင်နဲ့ပြင်ကြားရေးတာဝန်ရှိသူတန်းကသိရှိရပါရစေ။ဘက်လ13ရက်နေ့စစ်ကောင်စီတပ်က drone နဲ့လက်နက်ကြီးများအလုံးစုံသုံးပြုကထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့်ရှေးရန်ကင်းနေရာတချို့တက်ဆုပ်ပေးခဲ့ရကြောင်းမက်ရှလာ၁၄ရက်နေ့တွင်တော်လိုင်းအင်အားစုများကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ဂျမက်စစ်တပ်ဘက်မှအနည်းဆုံး၁၅ဦးသေဆုံးပြီးတရားများပြားရရှိကပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းတိုက်ပွဲတွင်ရန်သူလက်နက်ကိုလည်းနေဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်တိုက်ပွဲတွင်တော်လိုင်းအင်အားစုဘက်မှ KNDF B03 ရဲဘော်တို့မြင်းမြတ်စွာချက်ဆုံးခဲ့ကြောင်းမိုးပြတိုက်ပွဲတွင်ဂျမက်စစ်ကောင်စီမှတိုက်ဝေဘုံများဖြစ်ခဲ့ခြင်းနှင့်မိလဘုံများတို့မြို့တိုက်ခိုက်မှုကြောင့်မက်ရှလာတွင်မိုးပြမြို့ပေါ်ရ က်ကွက်များအတွင်နေနေဆုံး15လုံးနဲ့ထံမီးလောင်ပြစီခဲ့ရကြောင်းသိရှိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလမှစတင်ပြီးဒီနေ့ချိန်ထိမိုးပြေကိုရရှိရဲ့ဂျမစစ်ကောင်စီကလူရဲနဲ့ဒရုန်းများနဲ့နဲ့အင်အားတလုံးကသုံးပြည့်ပြည့်ထုစစ်ဆင်မှုကိုတလိုင်းအင်အားစုများဖြစ်ကြတဲ့ရှမ်းတောင်စစ်ဒေသကွေအမတ်တပြူဟာကင်းဒီမျိုးသားကာကွယ်ရေးတပ်နဲ့အခြားတပ်ပေါင်းစုများကခုခံတွန်းလှန်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ ဆလဘီဘကူတိုင်းပရောင်မြို့နယ်ရှိညောင်ကျူးစစ်ကောင်စီတပ်စခန်းကိုအေအေကတင်ပြရရှိသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ဘကူတိုင်းပရောင်မြို့နယ်ရှိညောင်ကျူးစစ်ကောင်စီတပ်စခန်းကိုအေအေဦးဆောင်တဲ့တော်လိုင်းဤတပ်များကတင်ပြရရှိသွားပြီဖြစ်ကြောင်းသိရှိရပါမယ်။ဇန်နဝါရီလကစတင်ပြီးဘကူတိုင်းပရောင်မြို့နယ်ညောင်ကျူးတပ်စခန်းတွင်အေအေနဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းယင်းနောက်တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်များကလေကြောင်းမှတဆင့်အကြီးအကျယ်ကူကန်ခဲ့ကြောင်းတို့ရရင်တိုက်ပွဲများနှလားနေပါကြမ်းမြလာချိန်တွင်စစ်ကောင်စီတပ်များမှညောင် ကျူစကန်မှာစတင်ဆုပ်ခဲ့ခဲ့ပြီးစကန်တစ်ခုလုံးကိုသိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်းသိရှိရပါတယ်။အေကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ဒီဆက်လျက်ရှိတဲ့ပဲခူးတိုင်းပတောင်မြို့နယ်မှာမူတီတောင်စကန်ကိုဇန်နဝါရီလ26ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ဒုတိယမြောက်စကန်ပြည်ညောင်ကျူစကန်ကိုသိမ်းပိုက်ရရှိသွားခြင်းလည်းဖြစ်ပါတယ်။ညောင်ကျူစကန်သိတဲ့ပွဲတွင်စစ်တပ်မှဒေသုံသူများပြပြီးအရှင်ဘန်းစီရမိတဲ့စစ်တုံပန်းများလည်းရှိကလက်နက်ကြီးရဲများကိုလည်းအေကသိမ်းစီရရှိထားကြောင်းသိရှိရပါတယ်။ညောင်ကျူစကန်မကြစီရန်အတွက်စစ်တပ်ကစစ်မှုထမ်း ထက်သားသမီးပါဝင်စစ်ကူအင်အားရပောင်းများစွာပြပုခဲ့ပြီးလေကြောင်းပြကူများနဲ့တောက်လျှောက်ခွင့်ခံခဲ့တော့လေနှစ်လနီးပါးကြာမြင့်လာချိန်တွင်စကန်းကိုလက်လွတ်ပြီးစုခေါတပြေးသွားခြင်းလည်းဖြစ်ပါရယ်စစ်ကောင်စီတများနဲ့စစ်ကူတက်များမှလက်ရှိရွှေ့ရှိပင်မျိုးကိုချေပြွေကြီးကျယ်ခုခံစစ်ပြင်ဆင်နေကမျိုးကိုချေပြထားရဲအမြောက်တက်စကန်းများကလည်းလက်နေကြီးများပြင်တစ်ချိန်လုံးပြခဲ့နေကြောင်းအောရှိပင်မျိုးအနည်းတွင်စစ်တပ်၏လက်နက်ကြီးပစ်ခတ်သမားကိုခြေလုံးစွာချနေရကြောင်းစစ်ကောင်စီအစီရင်တက်မြတ်မှာလဲအောရှိပင်ဗဒောင်းလမ်းပိုင်းတွင်တက်ဆင်းများပြားနေက ကြောင်းသိရှိရပါတယ်။အေကဒုစစ်များကိုရခိုင်ပြည်နယ်ထိစပ်နေတဲ့အေရီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတွင်းနဲ့အထိထိုးပေါက်ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းအေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ရှင်။ဒီကနေ့2025ခုနှစ်မတ်လ18ရက်နေ့အတွက်နောက်ဆုံးရပြည်ရင်းသတင်းများကိုစပုတ် PDF မြန်မာမှာတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနှောင်းမှုဖြစ်ပါတယ်ရှင်။